မင်္ဂလာပါခင်ဗျာ Revolut Bamba News Channel ကနေပြီးတော့စက်တင်ဘာလ9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြစ်သားမြို့နယ်မှာစစ်သားတွေစုဆောင်းပေးနေတဲ့ပြူစောတိခေါင်းဆောင်မိုးနိုင်ကိုပြစ်ခတ်တိုက်ခဲ့ရာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တင်ဘာလ10ရက်နေ့ညနေ9:30မိနစ်ခန့်မှာမြစ်သားမြို့အနောက်ချမ်းရွာ9ရွာမှာရှိတဲ့အုတ်ချုပ်ရေးမှုများကိုကျိုးကန်ပြီးတော့အကြမ်းဖက်စစ်တပ်ကအရာရှိများနဲ့တိုက်ရိုက်ချိတ်ဆက်ပြီးပြည်သူများကိုစစ်မှုထမ်းရန်အတင်းအဓမ္မစုဆောင်းပေးနေတဲ့ပြူစောတိခေါင်းဆောင်မိုးနိုင်ကိုမကြီးကန်ကြေးရွာမှာရှိတဲ့ဗိုလ်လီဘောကွင်းမှာပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့ပွဲချင်းပြီးတေဆုံးသွားတယ်လို့သိရပါတယ်ဒီကောင်ကစစ်တပ်နဲ့ပေါင်းပြီးတော့ချဲတိုင် င်တွေအရက်ဆိုင်တွေစီကနေပြီးတော့လာတိုင်းစက်ကြီးကောက်ပေးနေတဲ့ကောင်ပြီးတော့အခုနောက်ပိုင်းစစ်မှုတဲ့ကိစ္စတွေပါဦးစီးဦးဆောင်လုပ်နေတဲ့အတွက်တုတ်တဲ့ရှင်းလင်းလိုက်ရတာပါပြည်သူတွေအနေနဲ့မိမိတို့ရိုက်ပါအတွဲမှာစစ်တပ်နဲ့ပူးပေါင်းပြီးတော့အနိုင်ကျင့်ဗိုလ်ကြတာတွေလှုပ်လာလို့ရှိရင်ကျွန်တော်တို့ KRA ကိုချိတ်ဆက်ပြီးတော့သတင်းပေးဖို့မြေတားရက်ခံကြမှာလေလို့ကြောက်ဆယ်မြို့နယ်တော်လိုင်းတက် KRA ကတာဝန်ခံမင်းလက်ရာကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုကြောက်ဆယ်မြို့နယ်တော်လိုင်းတက် KRA နဲ့အတူမြင်းညာ35ပျောက်ကြားတပ်ဖွဲ့နဲ့စစ်ကောင်မြို့နယ်ပကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့် update သတင်းကတော့အချမ်းဖတ်စစ်ကောင်စီကရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့ကိုဒီကနေ့မနက်ပိုင်းမှာလေရင်နဲ့ဘုံကျဲချခဲ့ရာအရသာပြည်သူအ ਨੇ ဆုံးဆန္ဒဦးတရားရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့စက်တင်ဘာလ9ရက်နေ့မနက်09:33မိနစ်နဲ့09:30မိနစ်ကအချိန်မှာမင်းအောင်လှိုင်ရဲ့အာနာသိန်းတပ်ဖွဲ့ကလားရှိုးမြို့မှာရှိတဲ့လူနေရပ်ကွက်များပေါ်ကိုလေးချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်မှုများထပ်မံပြုလုပ်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီဘုံများဟာလားရှိုးရပ်ကွက်တက်မှာဘုံနှလုံးကြက်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် ကနအုပ်တရင်အရာဘုံပကွဲမှုကြောင့်အ ਨੇ ဆုံးအရသားပြည်သူ12ဦးတန်ရာရရှိခဲ့ပြီးတော့ဒဏ်ရာရတဲ့သူများကိုစေယုံကိုပို့ဆောင်ထားပြီးတော့အတိအကျဆုံးရှုံးမှုနဲ့အသေးအပြောက်များကိုထပ်မံအသိပေးမှဖြစ်ကြောင်း MNDAA ကသတင်းထုတ်ပြန်ထားပါရယ်လာရှုံမြို့ကိုဒီကနေ့မနက်ပိုင်းမှာစစ်ကောင်စီကတိုက်လေရင်နဲ့ဘုံကျဲချမှုဟာတတိယအချိန်ဘုံကျဲမှုဖြစ်ပြီးတော့ပထမအချိန်ဖြစ်နေဩဂတ်လ30ရက်နေ့ညနေ4နာရီအချိန်မှ၎င်းဒုတိယအချိန်ဖြစ်နေစက်တဘာလ10ရက်နေ့မနက်4နာရီအချိန်မှ၎င်းလေကြောင်းကနေဘုံကျဲတိုက်ခတ်မှုများကိုလှုပ်ဆောင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကန်စိုင်းတောင်ရွာမှာအကြမ်းဖက်စစ်တပ်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေကြားမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်တပ်ကပြည်သူများကိုဖမ်းဆီးပစ်တက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ9ရက်နေ့ကနေစတင်ပြီးတော့တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီးအကြမ်းဖက်စစ်သားများကစိုင်းတောင်ကနေထွက်ခွာလို့မရရှိစေရန် KIA နဲ့ PDF ပူးပေါင်းအဖွဲ့က ပိတ်ဆို့ထားတယ်လို့သိရပါတယ်စက်တင်ဘာလ10ရက်နေ့မှာ KI နဲ့ PDF ပူးပေါင်းအဖွဲ့ကစိုင်းတောင်ရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်စစ်တပ်က Lucky Man Hotel မှာတပ်ဆွဲပြီးတော့ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်စက်တင်ဘာလ9ရက်နေ့ကလည်းတနေကုန်ပြစ်နေကြတယ်စက်တင်ဘာလ10ရက်နေ့ကတိုက်ပွဲတွေပုံပုံပြင်းထန်နေတယ်လက်နက်ကြီးတွေနဲ့မျိုးတဲမှာအပြန်အလှန်ကိုပြစ်နေကြတာ လက်နဲ့ကြီးလေးတနက်တန်းလေးဇက်တိုက်ပဲအဆက်မပြတ်ပဲခုနှစ်ရက်နေညမှာစစ်ကောင်စီရဲ့စစ်ကြောင်းဝင်လာတာပြည်သူတွေအဖမ်းခံရတာတွေရှိတယ်လို့ကြားတယ်အဲ့ဒီစစ်ကြောင်းကို KI နဲ့ PDF ပူးပေါင်းအဖွဲ့ကပြန်ပြီးတော့ပိတ်ဆို့ထားတာစစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့စိုင်းတောင်ဘက်ကိုလှမ်းပစ်နေတာစက်တင်ဘာလ9ရက်နေ့မှာလည်းပြည်သူ၃ရက်ကိုစစ်တပ်ကပြစ်တက်သွားတယ် မနေ့ကတိုက်ပွဲဖြစ်တော့အဲ့ဒီလက်နက်ကြီးတွေစိုင်းတောင်တရွာလုံးပေါ်ကိုကျတယ်လို့ KIA ရဲ့သတင်းရေးမြစ်ကပြောကြားထားပါတယ်လက်တလုံးနှစ်ဖက်တိုက်ပွဲတွေကြောင်းစမ်းကြွယ်မော်တော်စိုင်းတောင်တို့မှာရှိတဲ့ပြည်သူတွေရဲ့နေအိမ်များပျက်စီးမှုများပြားပြီးတော့ပြည်သူများဟာလည်းထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်ဒီကနေ့စက်တဘာလ9ရက်နေ့မှာလည်းပြစ်ခတ်တန်းတွေကြားနေရပြီးတော့မိုးရွာသွန်းနေတဲ့အတွက်တိုက်ပွဲတွေရပ်နေတယ်လို့သိရပါတယ် လောလောဆယ်ပြည်သူတော်တော်များများပြေးနေရတယ်ပြီးတော့စိုင်းတောင်ဘက်ကိုအဝင်တွေအကုန်ပိတ်ထားတယ် KI နဲ့ PDF တွေကစိုင်းတောင်ဘက်ကိုသွားတဲ့လမ်းကိုအကုန်ပိတ်ထားတယ်စစ်ကောင်စီစစ်ကြောင်းကလောလောဆယ်စိုင်းတောင်ပိတ်ထားတဲ့အတွက်ထွက်လို့မရသေးဘူး ်ဒီမနေ့မှာတော့မိုးရွာလို့ပြန်နားနေတယ်လောလောဆယ်ဆိုင်းတောင်မှာအခြေအနေတော်တော်ကိုစိုးနေတယ်ပြည်သူထိခိုက်တာလည်းရှိတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်နှစ်ဖက်စီရေးတင်းမှမှုနဲ့တိုက်ပွဲဖြစ်ပွားနေမှုကိုရှော့ချနိုင်ရန်အတွက် PCG အဖွဲ့ကငင်းကြမ်းရဲ့အကျိုးဆောင်တအုပ်ကစစ်တပ်တပ်ဆွဲထားရာ Lucky Man Hotel ကိုတွားရောက်ခဲ့တော့လေစစ်တပ်ကပြန်လည်ပစ်ခတ်တဲ့အတွက်ခြေထောက်မှာဒဏ်ရာရရှိသွားတယ်လို့သိရပါတယ် PCG ငင်းကြမ်းရဲ့အဖွဲ့ကဥယုဇော်ခေါင်ကနှစ်ဖက်ကိုတွားရောက်ညှိနှိုင်းပေးဖို့အသွားမှာတနက်နဲ့လှမ်းပြီးတော့အပြစ်ခံလိုက်ရတယ်အခုစစ်တပ်ကပြစ်တတ်နေလို့ပြည်သူတွေလည်းတေးတာများနေပြီလို့ ဒေတာကန်သတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခက်ခဲတွေကြားတဲ့ကနေပြီးတော့နေ့စဉ်တင်ဆက်ပေးနေတဲ့ Revolut Burma News Channel ကို like နဲ့ subscribe လုပ်ပေးခြင်းအပြင်တော်လှန်ရေးကိုကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာအခုလိုမျိုး like and subscribe လုပ်ပေးခြင်းဟာမြေပြင်ကရဲဘော်များနဲ့စစ်ပေးရှောင်ပြည်သူများကိုတစ်ဖက်တစ်လမ်းကနေပြီးတော့လှူဒန်းပေးနေခြင်းဖြစ်တဲ့အတွက် like and subscribe လုပ်ပေးကြသူတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကဒီကနေ့စက်တဘာလ9ရက်နေ့တရက်လုံးမှာနေ့အချိန်နဲ့ညအချိန်တွေပါပါလေရင်နဲ့ဘုံကျဲချမှုများကိုနေရအနှံ့ပြားမှာဆောင်ရွက်ရန်ရှိနေကြောင်းနေပြည်တော်စစ်ဘက်သတင်းအေးမြစ်ဖယဲသီးကပြောဆိုထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီနေ့လေတပ်အသီးသီးကပြန်တမ်းမဲ့အတက်တိုက်လေရင် list တွေများနေတယ်ရန်တိုင်းမင်းစစ်စင်ကြီးအောက်မှာပြန်တမ်းကြမှာလေရင်အတက်များတာကဘုံကျဲမှုတွေများနိုင်တဲ့သဘောပဲ ဒီနေ့တနေ့လုံးတစ်ရက်လုံးတညလုံးလွတ်မြောက်နေနေတွေဘက်မှာသတိထားရမယ်ထင်တယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ဖရဲသီးကပြောဆိုထားပါတယ်ဒီကနေ့မနက်09:28မိနစ်အချိန်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကိုအချက်ဘက်စစ်ကောင်စီကလင်းရင်များနဲ့ဘုံများကိုထပ်မံကျဲချခဲ့တဲ့အတွက်ပြည်သူများထိခိုက်မှုရှိကြောင်းဒေသခံပြည်သူများကပြောဆိုထားပါတယ် ဒီကနေ့စက်တင်ဘာလ9ရက်နေ့မနက်09:28မိနစ်အချိန်မှာစစ်ကောင်စီကလာရှိုးမြို့ရက်ွက်တစ်အတွင်းကိုလေရင်နဲ့ဘုံနှလုံးကျဲချခဲ့တယ်လို့သိရပါတယ်။လေရင်နဲ့ဘုံကျဲချမှုကြောင့်လက်တလောပြည်သူများထိခိုက်မှုရှိပြီးတော့အသေးစိတ်ကိုတော့မသိရှိရသေးကြောင်းဒေသခံပြည်သူများကပြောဆိုထားပါတယ်။အကြမ်းဖက်စစ်ကောင်စီကရန်တိုင်းမင်းစစ်စင်ရေးနာမည်နဲ့ဆုံးရှုံးထားတဲ့နေမြေများအလုံးကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ရန်စစ်စင်ရေးတရက်ကိုစက်တင်ဘာလ1ရက်နေ့မှာစတင်လိုက်ပြီးတော့အဲ့ဒီစစ်စင်ရေးဟာနိုင်ငံအဆင့်စစ်စင်ရေးဖြစ်ကလေကြောင်းတိုက်ခိုက်မှုနဲ့မြေပြင်ထိုးစစ်များကိုအချိန်မရွေးဆောင်ရွက်နိုင်တယ်လို့ နေပြည်တော်ဆက်ဘက်သတင်းအရေးမြစ်ကအတိအပြုပြောဆိုလိုက်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမင်းလုံးမြို့ပေါ်ရဲစခန်းနဲ့အကြမ်းဖက်စစ်တပ်တွေတပ်ဆွဲထားတဲ့နေရာများအနီးမှာနေထိုင်တဲ့ပြည်သူများအနေနဲ့မနက်ဖြန်နောက်ဆုံးထားပြီးတော့ရှောင်ရှားပေးကြပါရန်အတိပေးချက်ထုတ်ပြန်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်စက်တင်ဘာလ10ရက်နေ့ညပိုင်းမှာမင်းတို့မျိုးနယ်ပကဖကမင်းတို့မျိုးပေါ်ရဲစခန်းမိုက်ခရိုအစရှိတဲ့အကြမ်းဖက်စစ်သားနဲ့ရဲများအခြေဆိုင်ရာနေရာများအနီးမှာရှိတဲ့ပြည်သူများအနေနဲ့စက်တင်ဘာလ10ရက်နေ့နောက်ဆုံးထားပြီးတော့ဘေးလွတ်ရာနေရာများကိုချိုးတင်ရှောင်ရှားထားကြပါရန်အထူးသတိပေးကြေညာချက်ထုတ်ပြန်ခဲ့တယ်လို့သိရပါဗျာ။ ြည်သူများကြုံတွေ့လာနိုင်တဲ့တိုက်ပွဲအန္တရာယ်များကနေပြီးတော့ကင်းဝေးစေရန်မြစ်တာရှိထားပြီးတော့ချိုးတင်အတိပေးအကြောင်းပြောကြားထားပါတယ်။အဲ့ဒီနေရာများဟာဘယ်အချိန်မှတိုက်ပွဲဖြစ်မယ်ဆိုတာကိုမသိကြတော့လဲအချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တဲ့နေရာများဖြစ်ကြောင်းပြောကြားထားပါတယ်။ဒါကြောင့်ပြည်သူများအနေနဲ့ မနေသင့်တဲ့အရက်ဖြစ်တဲ့အတွက်တော်လိုင်းဟိကာလာအတွင်းမှာအဲ့ဒီနေရာများနဲ့အနီးကပ်နေထိုင်ခြင်းလုံးဝမပြုလုပ်ကြပါရဲ့အထုသတိပေးအပ်ကြောင်းမင်းတို့မျိုးနဲ့ပကဖတာဝန်ကကိုပါဟင်းကရှင်းပြထားပါဗျ။ပြည်သူတွေအနေနဲ့ကစီရေးကိစ္စတွေကိုမပေါ်ဆပဲနဲ့ချိုတင်ပြီးတော့ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ထုတ်ပြန်ချက်တွေကိုပါဝင်ပြီးတော့ပူးပေါင်းစီခြင်းပါတယ်လို့မင်းလုံးမြို့နယ်ပကဖတာဝန်ခံကိုပါဟင်းကပြောဆိုထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်တဲကိုစစ်ကောင်စီကတပ်ရင်အားတွေဖြည့်တင်းအောင်မစစ်မှုထမ်းတင်တန်းစဉ်တပ်သားတပ်တွေအများပြားရောက်ရှိလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် KNU တပ်မဟာ6နဲ့တပ်မဟာ9နယ်မြေတွေဖြစ်တဲ့ကော့ကရိတ်ဂျုံတိုးနဘူးကျေးရွာတွေဘက်စီကိုအခုရက်ပိုင်းမှာစစ်ကောင်စီတပ်ကရေနံတွေနဲ့အင်အားဖြည့်နေတယ်လို့ ရင်းမြေမှာရှိတဲ့အဲ့ဒီသတင်းရင်းမြစ်ကအတိပေးထားပါရယ်ကားတန်းတွေနဲ့အများကြီးရောက်ရှိလာတဲ့ကားတွေမှာလည်းအင်အားအပြည့်ပဲလို့မြေပြင်သတင်းရင်းမြစ်ကပြောပါရယ်လက်ရှိမှာလည်း KNU တပ်မခွနဲ့နေမြေကော့ကရိတ်မျိုးမြောက်ပိုင်းမြပတိုင်းကြီးရွာမှာ KNU ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့ကြားမှာနှစ်ဖက်စစ်ရေးတွေတင်းမာနေတယ်လို့သိရပါရယ်ဒါ့အပြင် KNU တပ်မဟာ6နေမြေမြောက်ရီမျိုးနဲ့၄ကီကောမျိုးတဲ့အနီးကအမြောက်ကုန်းကိုလည်းအပိတ်သက်သိမ့်ပိုင်နိုင်ဖို့အတွက် KNU ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်နေတဲ့အချိန်လေးဖြစ်တယ်လို့သိရပါရယ်အဲ့ဒီအချိန်လေးမှာစစ်ကောင်စီတပ်ကစစ်တင်တန်း3လဆင်း ်စစ်မှုဒဏ်တပ်သားတစ်တွေကိုကရင်နီပြည်နယ်စစ်မြေပြင်စီကိုဆင်းလွတ်လာတာလည်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီဟာအခုနှစ်ဖေဖော်ဝါရီလကစပြီးတော့စစ်မှုဒဏ်အင်အားစုဆောင်းတာတွေကိုလှုပ်ဆောင်ခဲ့ရမှာလက်ရှိမှာအပတ်စဉ်9အထိကိုရောက်ရှိလာပြီလို့သိရပါတယ်အပတ်စဉ်တစ်ခုကိုအင်အား9000ခန့်နဲ့စုဆောင်းခဲ့တာကြောင့်လက်ရှိမှာစစ်ကောင်စီဟာတပ်သားတစ်အင်အားခန့်မှန်းချေ2000ခွဲနီးပါးစုဆောင်းရရှိထားပြီဖြစ်ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ